အမိုရင်ကိုချက်ချင်းထိုးပယ်လိုက်ဖို့ဝင်ညော်လိုက်တဲ့လီဗာပူးကနဝင်ဟောင်းကာရီကမန်ယူအသင်းတာဝန်ရှိသူတွေအနေနဲ့ဖီအာရီအောက်မှာခြံရောက်နေတဲ့နေပြရူဘင်အမိုရင်အချိန်ဆက်မပေးသင့်တော့ပဲအမြန်ဆုံးထိုးပယ်သွားတဲ့လို့လီဗာပူးအသင်းရဲ့ကနဝင်ကစားသမားဟောင်းဖြစ်သူဂျေမီကာရီကာကပြောဆိုလိုက်ပါတယ်အမိုရင်ကပြီးခဲ့တဲ့ရာသီက မန်ယူအသင်းကိုအဆင့်15နေရာအထိရောင်းရှိစေခဲ့ပြီးတော့ဒီရာသီမှာလည်းရလက်ပိုင်းအရဒုတက်လာတာမရှိသေးပဲအဆင့်14နေရာမှာရောင်းရှိနေတာကြောင့် PR တွေတော်တော်လေးများနေပါတယ်စနေနေ့က Brandford အသင်းကို3ဂိုး2ဂိုးနဲ့ရှုံးနေခဲ့တာက Amorin အတွက် PR တွေပို့ပြီးတော့မြင့်တက်လာစေတဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်အဲဒီအတွက် Curry ကကျွန်တော်ထင်ပါတယ် Amorin အခုထိရာထူးမှာဆက်ရှိနေသေးတာက Man U အသင်းရဲ့အာနာပိုင်းနေရာ Queen Twin Queen ပြင်မှာသူတို့အမား တွေအများကြီးလုပ်ခဲ့ပြီးသားမို့နောက်ထပ်အမှားလုံးမိတယ်ဆိုတာကိုဝင်မခံစင်သေးလို့ဖြစ်နိုင်ပါတယ်။ဒီအခြေအနေကမန်ယူအသင်းအတွက်ကော Ruben Amorim အတွက်ကောနှစ်ဦးနှစ်ဖက်လုံးအတွက်ကပီးစိုးကြီးဖြစ်နေခဲ့ပါပြီ Sporting Lisbon မှာသူလုပ်ခဲ့တာတွေကအရန်ကောင်းခဲ့ပြီးတော့နီပြလောကရဲ့နောက်ထပ်ကျယ်ဝင်းသင်းလို့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူလိုနီးစနစ်အစွဲရှိတဲ့နီပြကိုခေါ်ယူခဲ့တာ Man United ရဲ့ရိုးရာဆင်လာနဲ့ ဘယ်တော့မှမကန့်ညီခဲ့ပါဘူးအသင်းလေးနဲ့အနေပြအပေါ်ဆုံးဖြတ်ချက်ပို့ပြီးတော့မြန်မြန်ချနိုင်လေလူတိုင်းအတွက်ပိုကောင်းလေပါပဲဘာလို့လဲဆိုတော့ဒါဟာအသင်းအတွက်ကောနေပြအတွက်ပါဘေးဆိုးတစ်ခုဖြစ်ခဲ့လို့ပါကျွန်တော်တို့တွေရှောင်လည်လို့မရနိုင်တဲ့အဆုံးသက်ကိုပဲစောင့်နေရတာပါဘယ်သူမှအလုံးပြုတ်တာကိုမမြင်ချင်းပေမဲ့ဒီအချိန်ကြီးကတော့အမြန်ဆုံးအဆုံးသက်ပါလိမ့်မယ်လို့ဆိုပါတယ်ဆက်လက်ပြီးတော့လေကာရီကာက မန်ယူသင်းရဲ့အားကစားဆိုင်ရာအကြီးအကဲတွေမှာတပိုင်းတစအပြည့်ရှိရလို့ထပ်မံပြောဆိုခဲ့ပါတယ်။နေပြတော်တော်များကနေစနစ်ကိုတော့ပြောင်းလဲနိုင်ပေမဲ့ပြောရမယ်ဆိုရင်သူတို့ရဲ့ပုံစံကိုတော့မပြောင်းလဲနိုင်ဘူးလို့ပြောကြတာလည်းဖြစ်ပါတယ်။အဲဒီလိုမျိုး MRI အတွက်တော့သူ့ရဲ့နေစနစ်ကသူ့ရဲ့အသေးနှလုံးမှာပဲအဲ့ဒါက Dragon Claw ကို PRB ကစားခိုင်းတာမျိုးမဟုတ်ဘဲနဲ့ကွင်းလျာနေပြီးတော့ ဟောလုံးကိုမကစားခိုင်းဖို့ပြောနေတယ်လို့ပါပဲအဲ့ဒါက Omar Brada ဒါမှမဟုတ် Jason Wilcox ဒါမှမဟုတ် Sergeant Reglito အပေါ်မှာ Moody နေရာလဲဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကသူ့ကိုခေါ်တာပါပဲ သူကင်တွေထားတဲ့49ပွဲမှာ52ပွဲလောက်ကနောက်ခံလူသုံးဦးကိုအစောပိုင်းမှာပြောင်းလဲခဲ့ပါတယ်။သူ Sporting List Room မှာလည်းအဲ့ဒီလိုလုပ်ခဲ့တာပဲ။သူဒီလိုရောက်လာရင်ဒီလိုလုပ်မယ်ဆိုတာမန်ယူသင်းရဲ့တာဝန်ရှိသူတွေကမသိစရာအကြောင်းမရှိပါဘူး။ကျွန်တော်ထင်ပါတယ် Premier League ကတခြားနည်းပြတိုင်းကမန်ယူသင်းကိုကြည့်ပြီးငါဒီချက်ဖို့ကောင်းအောင်လုပ်နိုင်ရလို့တွေးမိကြပါလိမ့်မယ်။ United အတွက်ကောင်းတဲ့တစ်ခုတည်းသောအချက်ကသူတို့ဟာသူရဲ့စနစ်ပေါ်လုံးဝအပြည့်မပုံအောင်ခဲ့ကြပါဘူး။ Amorin ကိုပတ်စံအများကြီးသုံးဖို့ပေး းခဲ့ပေမဲ့နောက်ခံလူအများကြီးဒါမှမဟုတ်ခန့်စစ်အစွန်ကစားသမားတွေအများကြီးမဝယ်ခဲ့ကြပါဘူးသူတို့ဝယ်ထားတဲ့ကစားသမားတွေကိုနောက်တန်း၄ရောက်စနစ်ထဲအလွယ်တကူထည့်လို့ရပါတယ်ဘရူနိုဖာနန်ဒက်စ်ကိုနံပါတ်၁၀နေရာဘရိုင်ယန်အမ်ဘူမိုညာဘက် မာတီးယပ်စ်ကိုညာကိုဘယ်ဘက်ဘင်ဂျမင်ဆက်စ်ကိုကို ရှေ့တန်းမှာထားပြီးတော့အရေးချင်းရှိတဲ့နေပြတယောက်ကအဲ့ဒီအသင်းကိုဒီစနစ်နဲ့ ဥရောပဝင်ခွင့်နေရာတွေဒါမှမဟုတ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်အောင်လုပ်ပေးနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ United မှာအပြောင်းလဲတွေအများကြီးရှိခဲ့ပေမဲ့နေပြတွေကိုတော့အချိန်ပေးနေတော့မှာပဲ။အမော်ရင်ရောက်လာတာဆန္ဒလာမပြည့်သေးပေမဲ့ဒီထက်လည်းပိုဆိုးနိုင်စရာမရှိတော့ပါဘူး။သူတို့အတွက်ကျွန်တော်စိတ်မကောင်းပါဘူး။ Sporting Lisbon မှာခေါင်းပေါ်နဲ့အစာပြုမှုဖြစ်ခဲ့ပေမဲ့ United လိုအစင်တန်းရှိတဲ့အသင်းအတွက်ဒီရလက်တရားမယုံနိုင်စရာပါပဲ။ဘသူ့အမတော့အလုံးမပြုတ်စေချင်ပေမဲ့သူတို့တွေလက်ဆွဲနှုတ်ဆက်ပြီးတော့ရှေ့ဆက်သွားတာက ူရိုင်းအတွက်ပိုကောင်းပါလိမ့်မယ်ဆိုပြီးတော့ကာရီက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းကနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်တန်တက်ဆန်ဒါလက်အသင်းနဲ့ရင်ဆိုင်မှာဖြစ်ပြီးတော့အရင်နောက်လီဗာပူးနဲ့အန်ဖီဂရင်းကိုတွားရောက်ကစားမှာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးနည်းလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။